SRD ဘဲကဒီဇိုင်းနဲ့ဆင်နေအောင်တွေးရပြီးတော့ maximum horsepower က154 kW နဲ့ maximum torque က202 Nm ဒီအသုံးပြုလို့ရရဲဆိုတော့ it's pretty great bro တွင်ငန်းမှာဆိုရင်ဒီမှာကျယ်ဝန်းနဲ့ပန်နိုရမစ်ဆိုင်ဝင်ပါဝင်လာပြီးအပေါ်မှာ unit design ဖြစ်နေတယ် အင်ဒရီယာလိုင်းနဲ့အတူအလဲကိုဆိုးဒီဇိုင်းကသူကကာဗွန်နဲ့ရက်ကာလာကိုစပေါ်တီလို့ဆက်ဆံလေးဖန်တီးပေးထားတာလေးကတော်တော်လေးကြည့်လို့ကောင်းတယ်။ဒီမှာမြင်တွေ့နေရတဲ့ signature မီဒီဇိုင်းကအဲပုံတံကိုအပေါ်အောင်ဖန်တီးပေးထားတာလေးက unique ဖြစ်နေတယ်။တကားကလည်း auto ဆွဲကန်လေးပါတယ်။နောက်ထပ်ဒီကားမှာထူကြတာကကျွန်တော်ဒီအနောက်ကကိုတကားဟိုကိုလိုချင်တဲ့ height ကို adjust လုပ်လို့ရတယ်ပေါ့နော်ဒီကားမှာထူချနေတာကိုပြောရမယ်ဆိုရင်ကျွန်တော်အပြင်ဒီ exterior ဘက်မှာရောအင်ဒီယာဘက်မှာရောအီတလီ flag ကလေးတွေကိုတော်တော်များများနေရာတိုင်းမှာတွေ့ရတယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုရင်ကားက performance ကို oriented လုပ်ထားတယ်ဒါမှမဟုတ် sporty လို့အသွင်ကိုမှာ luxury performance လေးပါခံစားလို့ရအောင်ဆိုပြီးတော့အနောက်ခံကိုလည်းကြည်ကြဲဝင်လင်းလုပ်ပေးထားတယ်စီးရတာလည်းတောင်းတရရှိတယ် SWM G01F model လေးပဲဖြစ်တယ်ဟလိုအားလုံးဝင်လာပါအော် development လေးမှာကျွန်တော်ပါတယ်ကျွန်တော်ဒီနေ့ review လုပ်ပေးမယ့်ကားလေးက European design နဲ့ engine performance ဦးစားပေးတဲ့ compact SUV ကားလေးတစ်စီးဖြစ်တယ် SWM G01F model လေးပဲဖြစ်တယ်ဒီကားလေးရဲ့ engine ဘိုင်းမှာဆိုရင် အင်ဂျင်ပေါ်ဝမ်ဖိုက်တာကို7 speed automatic dual clutch transition ကိုအသုံးပြုပေးထားပြီးတော့ maximum horsepower က154 kW နဲ့ maximum torque က202 Nm တိအသုံးပြုလို့ရရဲဆိုတော့ it's pretty great bro ကားရဲ့ design မှာကိုကြည့်လိုက်မယ်ဆိုရင်လေးလောင်းဆန်တဲ့ design ကိုမှ sporty လို့ဆန်ပြီးတော့ performance ဦးစားပေးထားတဲ့ကားတစ်စီးအသွင်ပေါင်းအောင် stone လို့ပုံစံဖန်တီးပေးထားပြီးအရှိမ signature ဖြစ်နေတဲ့ degree design က SRD haircut design နဲ့ဆင်နေအောင်တွေးရပြီးတော့ signature airphone brand data brand နဲ့ line LED bridger highlight အောက်မှာ unit design signal me နဲ့အတူ airphone brand airband ပါဝင်လာပြီးတော့အရှိမ safety အနေနဲ့ sonar နှလုံးတက်ဆင်ပေးထားကဒီမှာဆိုရင်အလယ်မှာ 360° camera အောက်ကဒီ bumper design က sporty လို့ပုံစံဖန်တီးပေးထားတဲ့အတွက်အရှိရုပ်ထွက်က sporty လို့တော်တော်ဆန်နေအောင်တွေးရတယ်။ကားရဲ့ဘေးဘက်မှာကြည့်လိုက်မယ်ဆိုရင် wine ပုံစံ section လမ်းမှာ signature align ကိုအသုံးပြုပေးထားပြီးအရှိရ suspension က မက်ဖာဆန် suspension ကိုအသုံးပြုပေးထားပြီးအနောက်မှာဆိုရင်ထိုးစင်ဘင်း suspension ကိုအသုံးပြုပေးထားတယ်။ CCTV ကင်မရာ LED ဘက်မှမီကြောင်း heater side mirror blind spot warning နဲ့ဟော keyless entry stand ဖြစ်သွားပြီးတော့အပေါ်မှာဆိုရင် saver color rule design နဲ့အတူ BC pillar design က45 degree ဖြစ်နေပြီးမှမြင်နေရတာလေးရတယ်။ unique ဖြစ်နေတယ်လို့ခံစားရတယ်။အဲ့တော့ guide အနောက်ပိုင်းလေးကိုတစ်ချက်လောက်တော့ကြည့်အောင် ကိုင်းနောက်ပိုင်းဒီဇိုင်းကိုကြည့်လိုက်မယ်ဆိုရင်အလယ်မှာမြင်တွေ့နေရတာ SWN logo အပေါ်မှာ LED day gaming နဲ့ဒီ horizontal chrome design ကဘေးအထိရောက်နေပြီးတော့ဒီမှာမြင်တွေ့နေရတဲ့ signature me design ကအဲပုံစံတန်ကိုအပေါ်အောက်ဖန်တီးပေးထားတာလေးက unique ဖြစ်နေတယ်။နောက် G01 logo ဘေးမှာမြင်တွေ့ရတဲ့အနီရောင် F clear ဒီကားက spotlight ကိုကိုစားပြုတာဖြစ်တဲ့အတွက်ကြောင့် F logo လေးပါဝင်လာပြီး Airvan design နေနဲ့အတူနောက်မှ safety နေနဲ့ sonar လေးလုံးတက်ဆင်ပေးထားပြီး အလယ်မှာပဲ Friday line နဲ့အတူအနောက်စပိုင်ယာကအမင်းအောင်နဲ့ကို Sporty လို့စဉ်စံဖန်တီးပေးထားပြီး Jewel Azobo design လေးဖန်တီးပေးထားတာတွေကတော်တော်လေးမိုက်နေတယ်ဒီကားရဲ့ကာဂိုအဖွင့်ပိတ်ကဒီ remote နဲ့လည်းအသုံးပြုလို့ရအတွင်းက space ကဆိုရင်လည်းတော်တော်လေးကျယ်ဝန်းတယ်ပြီးတော့ဒီထိုင်ကုန်တွေကိုခေါက်ချလိုက်မှဆိုရင်လုံးဝ flat ဖြစ်နေ storage space ကိုပုံမှုကျယ်ကျယ်ဝန်းထည့်လို့ရတယ်ဒါရင်မဟုတ်သေးဘူးတွဲဖို့ power အောက်လည်းနဲ့အတူဒီအောက်မှာ16လက်မှ size စပယ်ယာဝီပါဝင်လာပြီခဲ့ပြီးတော့နောက်ထပ်ဒီကားမှာထူကြတာကကျွန်တော်တို့ဒီအနောက်ကကိုတကားဟိုကိုလိုချင်တဲ့ height ကို adjust လုပ်လို့ရတယ်ပေါ့နော်ဥမာဒါပုံမှန်ထားထားတဲ့ height ဟိုသူ့နဲ့နည်းနည်းလေးနှိပ်မယ်ဆိုရင်ဒီလောက်တော့ glaze ဆွဲပြီးတော့ကျွန်တော်ဒီခလုတ်ကိုအာ long breath လေးနှိပ်ထားလိုက်လို့အတန်မီလာပြီဆိုရင်ဒါပြန်ဖွင့်လိုက်မယ်ဆိုရင်လည်းဒီ height အတိုင်းပဲသူကပြန်ပြီးတော့ချိန်ပေးမယ်ပေါ့နော်ကျွန်တော်စမ်းပြမယ်ဒီကားမှာအထူးကြတာကသူ့မှာတကားကလည်းအော်တိုဆွဲကန်လေးပါတယ် အဲ့တော့ကျွန်တော်ပြန်ဖွင့်ပြမယ် Okay အဲဆိုရင်ကိုလိုချင်တဲ့ high time ပဲသူကတကား adjust လုပ်ရလေးကမိုက်တယ်အဲ့တော့ကျွန်တော်ကားရဲ့အတွင်းကောင်တစ်ချက်လောက်တော့ကြည့်မယ်အတွင်းကောင်မှာဆိုရင်ဒီမှာကျယ်ဝန်းနဲ့ panoramic sunroof ပါဝင်လာပြီးအပေါ်မှာ unit design ဖြစ်နေတယ် interior line နဲ့အတူ sunglasses story ပြီးတော့ဒီကားထိုင်ကုန်မှာဆိုရင် sporty လို့ဆက်ဆံအသုံးပြုပေးထားပြီးဒီ leather သားနဲ့အသုံးပြုပေးထားမယ် နောက်ဒီမှာမြင်နေရတာ Italy flat logo လေးနဲ့အတူဒီကားမှာ driver seat ကကြတော့ C motor ပါဝင်လာပြီးတော့ passenger seat ကကြတော့ motor ပါဝင်လာခြင်းမရှိဘူး။နောက်ဒီဘေးမှာမြင်နေရတာကေဝန်နဲ့တိုးပေါက်ကလေးတွေ့ရအထဲမှာဆိုရင် USB အသွင်ပေါင်းနဲ့အတူဒီအရှိမာက red color highlight နဲ့ cup holder ပါဝင်လာပြီးဒီအလဲ media adjustment clock က rounded shape လေးဖြစ်သွားပြီးညာဘက်ချမ်းမှာဆိုရင် parking sensor အဖွင့်ဘေး clock ပါမယ်ပြီးတော့ဒီဘက်မှာ ဝိုင်လဲချခြင်းအဖွင့်ပေးခလုံးနဲ့အတူအလဲကိုဆိုးဒီဇိုင်းကသူကကာဗွန်နဲ့ red color ကို sporty လို့ဆက်ဆံလေးဖန်တီးပေးထားတာလေးကတော်တော်လေးကြည့်လို့ကောင်းတယ်။နောက်ဒီမှာဆိုရင် electric parking brake နဲ့ honor shade gear shifter ဒီဇိုင်းနဲ့ driving mode အနေနဲ့ economic sport သုံးမျိုးအသုံးပြုလို့ရပြီးဒီကားရဲ့ spin ကိုလည်းကြောင်၃ရောက်ထိချိန်လို့ရတာလေးကတော်တော်လေးမိုက်တယ်ပေါ့နော်။နောက်အလဲမှာဆိုရင် SWN logo ညာဘက်မှာ cruise control နဲ့ဘယ်ဘက်မှာဆိုရင် media adjustment ခရုတ်ပါဝင်လာပြီးတော့ဒီကားရဲ့ဒီ steering wheel design က leather သားနဲ့ဟိုမှာ flat bottom design လေးဖန်တီးပေးထားပြီးဒီအောက်မှာမြင်တွေ့ရတဲ့ Italy logo လေးကဆိုရင်လည်းသူက European look ကိုပို့ပြီးတော့ဆန်စေပြီးမှမြင်တွေ့ရတာဘယ်ဘက်ချမ်းမှာဆိုရင် side mirror adjustment ခလုတ်တွေပါမယ်ပြီးတော့ဒီမှာ cargo အဖွင့်ပိတ်ခလုတ်နဲ့ဒီမှာ headlight adjustment ခလုတ်ကလေးပါမယ်ပြီးတော့ကျွန်တော်တို့ဒီမှာဒီ auto ကကျတော့ကျွန်တော်ကားလောဖွင့်မယ်ဆိုရင်ဘက်မှန် ကျူးမှန်ောက်ကအော်တိုလေးဖြစ်သွားဘေးမှာဆိုရင် window adjustment ခလုတ်တွေပါဝင်လာပြီ speaker နဲ့ဒီမှာ carbon plastic design လေးဖန်ပြီးပေးထားတာကဘေးပိုင်း look ကိုလည်းပို့ပြီးတော့ sport လေးလို့ဆန်စရာကိုတွေ့ဒီကားမှာ safety အနေနဲ့ airbag က6လုံးပါဝင်လာပြီးမပါတာကိုပြောရမှာဆိုရင်ထိုင်ကုန်မှာဆက်ပါမလာဘူးပြီးတော့ထိုင်ကုန်အပူရေးလည်းမပါဘူးနောက်ဒီကားရဲ့ design ဘိုင်းက ED design ဖြစ်တာနဲ့အညီသေသက်လာပါပြီးတော့ sporty လို့ဆန်တဲ့အသွင်နဲ့အတူအရှိမှာဆိုရင် speaker က SWM brand နဲ့ speaker total ကိုလုံးအသုံးပြုပေးထားပြီး ယူနစ်ဒီဇိုင်းအဲဂွန်မောင့်ဒီဇိုင်းနဲ့အပေါ်မှာဆိုရင်လေသာသားရဲ့အသုံးပြုပေးထားတာလည်း smooth ဖြစ်တယ်အဲဂွန်မောင့်ဒီဇိုင်းနဲ့ဒီမှာမြင်နေရတဲ့ SWN logo နဲ့အတူ red color highlight ဒီဇိုင်းဖန်တီးပေးထားပြီးအခုမမြင်ရလို့ပေါ့နော် blue color ambition light ကလေးကိုအသုံးပြုပေးထားပြီးလဲမှာဆိုရင် cinema infotainment screen နဲ့အတူသူက1080ပါ360ဒီမှာကြည့်လို့ရရပါတော့ဒါရင်မဟုတ်သေးပဲနဲ့ဒီမှာဆိုရင်လည်း epic play android auto အသုံးပြုလို့ရမယ် play store နဲ့ google ပါအသုံးပြုလို့ရတာဖြစ်ပြီး car setting ထဲမှာ ။ဒါ object warning တို့ဒီမှာ safety function တော်တော်များများလေးပါဝင်လာတာကိုတွေ့ရပြီးတော့ဒီမှာ blind spot monitoring တို့ဒီမှာ open warning တို့ object movement တို့ function တော်တော်များများလေးစုံနေတယ်ပြီးတော့ဒီမှာ language လည်း change လုပ်ရမယ်။ဒါကတော့ကျွန်တော်ပြောရတဲ့ things ပေါ့နော်။ကားရဲ့ things လည်းဒီမှာ change လုပ်ရမယ်။နောက်တစ်ခုကကြတော့ဒီမှာ lane departure warning တို့ဒီမှာ ambition light switch လုပ်လို့ရမယ်ဒီမှာ front radar switch တို့ radar switch လုပ်တာတို့ panorama switch လုပ်တာတို့အားလုံးကား setting နဲ့ပတ်သက်တဲ့အဖွင့်ပေးတွေအားလုံးကဒီမှာလုပ်လို့ရမယ် air con adjustment က touch နဲ့ဖြစ်သွားပြီဟောမှာဆိုရင် ဝါယာနဲ့ခြာခြင်းစပူဖြစ်မယ်။ဒီမှာ secret live box နဲ့ USB အသင်းပေါင်းပါဝင်လာပြီ။အနောက်မှာဆိုရင်လည်းဒီမှာ storage space လေးပေါင်းဝင်လာပြီ။ USB အသင်းပေါင်းဒီ airflow adjustment ကဝီးလေးနဲ့ဖြစ်သွားပြီးတော့ဒီ air con box design ကို red color highlight clean နဲ့ sporty look ဆန်နေတာကိုဖန်တီးပေးထားမယ်။ကျွန်တော်ဒီအနောက်ကဲ side ကပါမှာ carbon design လေး plastic နဲ့ဖန်တီးပေးထားပြီးလက်တင်တန်းအောင်ဆိုရင်လည်း leather အသုံးပြုပေးထားမယ်။အပေါ်ကဒီစာကြည့်မိနေတူကျွန်တော်အလဲကဒီ ambrass ကဆိုရင်လည်း leather တောင်းအောင်မှာ ကားဟိုရာပါဝင်လာပြီးအနောက်ခန်းမှာစီနင်းတဲ့လူကလည်းကွန်မန့် SUV တစည်းဆိုပေမဲ့သူကကားကပေါ်ဖော်မန့်ကို oriented လုပ်ထားတယ်ဒါပေမဲ့ sporty လို့အသွင်ကိုမှ luxury performance လေးပါခံစားလို့ရအောင်ဆိုပြီးတော့အနောက်ခန်းကိုလည်းကြည်ကြဲဝင်းလင်းလုပ်ပေးထားတယ်စီးရတာလည်းတက်တောင်းတာရှိတယ်အဲ့တော့ဒီကားရဲ့မဖြစ်မနေပြောပြမယ်ဟာလေးကိုကျွန်တော်အရှင်းပါဆက်လုပ်ပြပါမယ်ဒီကားမှာအထူးကြားနေတာကိုပြောရမယ်ဆိုရင်ကျွန်တော်အပြင်ဒီ HDR ဘိုင်းမှာရောအိန္ဒိယဘိုင်းမှာရောအီတလီ flag ကလေးတွေကိုတော်တော်များများနေရာတိုင်းမှာတွေ့ရတယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုရင်ဒီကားက 1982ခုနှစ်မှာအီတလီနိုင်ငံမီလန်မြို့မှာဒီမော်တော်ဆိုင်ကယ်တွေကြီးပဲထုတ်လုပ်နေတာကနေပြီးတော့2014ခုနှစ်မှာတော့အာတရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Shinery Group ကနေပြီးတော့ဝယ်ယူလိုက်ပြီးမော်တော်ကားတွေကိုစတင်ပြီးတော့ထုတ်လုပ်တယ်။အဲဒီကနေစပြီးတော့သူရဲ့ကားဒီဇိုင်းတွေအရဆိုရင်အီတလီမှာပဲဒီဇိုင်းရေးဆွဲတာဖြစ်တဲ့အတွက်ကြောင့်သူတို့ထုတ်လုပ်တဲ့ကားတော်တော်များများဆိုရင် ED flat logo လေးထည့်ပေးထားတာလေးက signature ဖြစ်တယ်။အဲတော့ဒီကားလေးကိုစိတ်ဝင်စားရဲဆိုရင်ဝေဇန်နန်လန်နဲ့ယန်နာလန်နောက်မှာရှိတဲ့ SWR မြန်မာမှာဗားရောက်ဆက်သက်ဆုံးရှုံးမှုများဝယ်ယူနိုင်ပါတယ်ကျွန်တော်ရဲ့ Facebook Twitter နဲ့ YouTube Channel တို့ကိုလည်း Like and Subscribe လုပ်ပြီးတော့လိုအပ်သည့်များကိုလည်းဝေဖန်ချပြလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဂလပ်ပါ